ီ tablet display က12.3 inches OLED panel နဲ့ 3K display အဲ့ဒါကို30အောင်နဲ့ရမှာဆိုရင်မိတ်ဆွေစိတ်ဝင်စားလားအဲ့တော့ဘာ tablet လေးလဲဆိုတော့သိကျင်တယ်ဆိုရင်ကျွန်တော်တို့တူတူ video လေးကိုဆက်ပြီးတော့ကြည့်လိုက်အောင်ကျွန်တော်လက်ထဲမှာခြင်ထားတာကတော့ online magic pad 2 ဒီကောင်လေးကထွက်ထားတာကတော့တနည်းတော့ရှိပြီလက်ရှိကျွန်တော်ရှိမှချိတာကတော့ဒီ China version အဲ့ဒါမှ Wi-Fi only ပဲရမယ်ဒီကောင်မှာ SIM card တွေမှာထည့်သုံးလို့တော့မရအောင်အဲ့ဒါကိုကျွန်တော်ဒီ30အောက်မှာရလိမ့်မယ်ဒီ30အောက်ဒီ tablet တွေရဲ့ display ကိုကျွန်တော်တွားကြည့်လိုက်မယ်ဆိုရင်အဲ့ tablet တွေမှာက display ဘိုင်းမှာ IPS LCD display တွေဖြစ်နေတာပဲများတဲ့တယ်ဒါပေမဲ့အခုကျွန်တော်ကင်ထားတဲ့ဒီ Magic Pad 2မှာကျတော့ ကျွန်တော်ရှိမှပြောခဲ့လို့ပဲသူရဲ့ display ကကြတော့12.3 inches OLED panel မှာအာကျွန်တော်တို့ဒီ p brightness ကလည်း1600 nits ရမယ်။နောက်ပြီးတော့ဒီ refreshing ကလည်း 144Hz နဲ့ဆိုတော့ဒီကောင်းရဲ့ display လေးကတော်တော်လေးမှကောင်းတယ်လို့ပြောရမယ်။ဘယ်လိုမျိုးနေရာမှာကောင်းတာလဲဆိုတော့ဒီ tablet ကကျွန်တော်ဒီ OLED panel ဖြစ်သွားတဲ့အတွက်ကြောင့်ဒီ tablet ပေါ်မှာကျွန်တော်ဒီရုပ်ရှင်တွေပါကြည့်တဲ့နေရာမှာဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ video တွေပါသွားကြည့်တဲ့ခါမှာအခြားဒီ IPS LCD display သုံးထားတဲ့ tablet တွေနဲ့ရှင်မယ်ဆိုရင် OLED ဆိုရယ် OLED တောက်တယ်။ နောက်ပြီးတော့ကျွန်တော် true black ကိုလည်းကောင်းကောင်းမွန်မွန်မြင်ရတယ်။ပြောချင်တာကကျတော့ဒီရုပ်ရှင်တွေပါကြည့်မယ်ဆိုရင်အခြား tablet တွေတည်းအများကြီးကိုပိုကောင်းတယ်။နောက်ပြီးတော့ဒီ pre-brightness ကလည်းကျွန်တော်1600 nits တောင်ထိရှိတာဆိုတော့ဒီ tablet ပေါ့နော်12.3 inches နဲ့1600 nits ကဒီနေရာအောင်မှာဒီ tablet ကိုသွားသုံးမယ်ဆိုရင်တော့မှသူ့ရဲ့ display မှာရှိတဲ့အရာတွေကိုကျွန်တော်ကောင်းကောင်းမွန်မွန်ရှင်းရှင်းလင်းလင်းလေးမြင်ရတယ်။နောက်ပြီးတော့ display ဘက်မှာကျွန်တော်တော်တော်လေးသဘောကျတဲ့ချက်ကတော့သူ့ရဲ့ဘေးဘက်ဘောင်လေးပေါ့နော်အရန်အောင်မှာပါတယ်။နောက်ပြီးတော့ညီလဲညီတယ်ပေါ့နော်။ ဒီလိုမျိုးဘေးဘက်ပေါင်တွေကအရန်ပါသွားတော့ဘယ်လိုမျိုးနေရာမှာသွားကောင်းလာလဲဆိုတော့ကျွန်တော်ဒီရုပ်ရှင်တွေကြည့်တဲ့နေရာမှာနောက်ပြီးတော့ဒီ tablet ကိုဒီရိုးတန်းန်းပေါ့နော်ထိုင်ပြီးတော့ကြည့်နေတဲ့နေရာမှာဒီ tablet ကပို့ပြီးတော့ဈေးကြီးတယ်ဆိုတော့ခံစားချက်တစ်ခုကိုရတယ်နောက်ပြီးတော့ရုပ်ရှင်တွေပါကြည့်မယ်ဆိုရင်လည်းအခြား tablet တွေနဲ့ရှင်မယ်ဆိုရင်သူ့ရဲ့ဒီဘေးပေါင်တွေကပါနေတဲ့အတွက်ကြောင့်ပို့ပြီးတော့ဒီ image ဖြစ်တယ်ပေါ့နော်ကြည့်ရတာပို့ပြီးတော့ကြီးရယ်ဆိုရယ်ခံစားချက်ကိုလည်းရတယ်အဲဒါပေမဲ့ဒီ tablet မှာကျွန်တော်တိတ်ပြီးတော့အားများတဲ့ချက်ကကြတော့ သူဈေးတန်းပေါ့နော်ဒီ30အောက်မှာဆိုရင်ကျွန်တော်ဘာရှိမလဲဆိုရင် Xiaomi ရဲ့ Pad 7 Pro ရှိမယ်အဲ Xiaomi ရဲ့ Pad 7 Pro မှာကျတော့ဒီ anti glare ကုတ်တင်လို့ခေါ်ရဲပေါ့နော်တောင်းတောင်းဆိုရင်ဒီ reflection မပြောင်းတဲ့ဟာလေးကိုရလိမ့်မယ်ဒါပေမဲ့ဒီ tablet မှာကျတော့အဲ့လိုမျိုးဟာမရအောင်ဆိုတော့ဒါကတော့ကျွန်တော်တို့နည်းနည်းလေးတိတာလာမင်းတော့နည်းနည်းလေးတိတာတဲ့အထက်မှာတော့ပါတယ်ဒါပေမဲ့သူ့ရဲ့ pre-brandedness ကကျတော့1600 nits တောင်ရှိတာဆိုတော့ ဲ့ချက်ကအရင်ကြီးတော့လေမသိတောင်းဒါပေမဲ့ make sure သိအောင်တော့ကျွန်တော်နည်းနည်းလေးထည့်ပြောပေးလိုက်တယ်နောက်ထပ်ဒီ double ရဲ့အားသာချက်တစ်ခုကကြတော့အရင်ဟိုမှာဒီ double က slim and lightweight အရင်ဖြစ်လွန်တယ်ဒီ double ရဲ့အထူကကြတော့5.8 mm ပဲရှိတယ်နောက်ပြီးတော့အလေးချိန်ကလည်း955 g ပဲရှိတယ်ဒီ950 g ဟာ g ကမိတ်ဆူရိုဒီမြင်အောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီတာမန်ဖုန်းတစ်လုံးဆိုရင်200 g လောက်ရှိတယ်အဲ့လိုမျိုး200 g ကိုမှဖုန်းနှလုံးခွဲစာလောက်ဆိုတော့ သူ့လိုမျိုး12.3 inch display အကြီးနဲ့ tablet လုံးက955 gram ပေါ့နော်ဖုန်းနှလုံးစာလောက်ပဲရှိတာကြတော့တော်တော်ကြီးမှအားသာတဲ့အချက်ထဲမှာသွားပြီးတော့ထည့်ထားလို့ရတယ်ဒီ tablet ကဒီလက်နက်ဖက်နဲ့ကင်မဲ့ဆိုရင်တထဲမှာကင်ထားတာတိတ်ပြီးတော့တော့မသိတော့နောက်ပြီးတော့အရန်လဲပါတယ်ဒီ tablet ကဒီ slim and lightweight ဖြစ်တာဆိုတော့သူ့ရဲ့အားနည်းချက်တစ်ခုကကြတော့ဘာရှိတာလဲဆိုတော့ကျွန်တော် base quality ဘိုင်းမှာတော့ဒီ tablet ကနည်းနည်းလေးအားနေတယ်အခြား tablet တွေမှာလိုမျိုးဒီပေါ့နော် aluminum unibody နဲ့မဟုတ်ဘဲနဲ့ ူးရှိမှာကကြတော့ပလတ်စတစ်တွေကိုပဲအကုန်လုံးသုံးထားပြီးတယ်။အဲဒီချက်ကတော့နည်းနည်းလေးအားနည်းသွားတယ်ဆိုပေမဲ့ကျွန်တော်ရှေ့မှာပြောကြလို့ပဲဒီ tablet က slim and lightweight ဖြစ်တာကကြတော့ဒီလိုမျိုးဒီ plastic material ရဲ့သုံးပေးထားတဲ့အချက်ကြောင့်ဆိုတော့မဲဆွေရ slim and lightweight ဖြစ်တာကိုလိုချင်တယ်ဆိုရင်တော့အဲဒါတော့နည်းနည်းလေးနက်ကလက်လောက်ထားမှာတော့ရမယ်။ဒါပေမဲ့အားနည်းချက်ထဲမှာထည့်ထားမယ်ဆိုရင်တော့ထည့်ထားလို့ရတယ်။နောက်ထပ်ပေါ်တော့ဒီ tablet ရဲ့အရန်ဥမှာအားသာတဲ့ချက်ကတော့သူ့ရဲ့ speaker တွေသူ့ရဲ့ speaker ကကြတော့ကျွန်တော်အပေါ်ဘက်မှာ၄လုံးနဲ့အောက်ဘက်မှာ၄လုံးစုစုပေါင်း၈လုံးထိပါတယ်။ သူ့ရဲ့ speaker မှာကျွန်တော်ကျွန်တော်သဘောကျတဲ့ချက်ကကြတော့ဒီ speaker setting ထဲမှာသွားပြီးတော့ကြည့်လိုက်မယ်ဆိုရင် 360° clarity audio ပါတယ်။အဲ့ဒါကဘယ်နေရာမှာသွားကောင်းတာလဲဆိုတော့ကျွန်တော်ဒီပေါ်တော့ရုပ်ရှင်တွေပါကြည့်တယ်။ရုပ်ရှင်တွေပါကြည့်တော့ဒီ tablet ကိုဒီလိုမျိုးထောင်ပြီးတော့ထားမယ်ဆိုရင်ကျွန်တော်နေရာပေါင်းတော့ဝင်ပြီးတော့ဒီ speaker အတန်နေရာထွက် နေရဆိုတော့ကျွန်တော်ဒီရုပ်ရှင်ရုံထဲမှာသွားပြီးတော့ကြည့်နေရဆိုရင်ခံစားချက်ကိုရတယ်။နောက်ပြီးတော့သူ့ရဲ့ speaker ကရှစ်လုံးထိအောင်ပါတာဆိုတော့ ကျွန်တော်ဆန်းပြီးတော့တချင်းနေနားထောင်ကြည့်တဲ့နေရာမှာဒီ WSP ကတော်တော်ကြီးမှကျယ်တဲ့အထဲမှာပါတယ်အကျွန်တော်ဘလောက်ထိနောက်ကျယ်လဲပေါ့နော်ကျွန်တော်ဆန်းကြည့်ရနေထားမှာသူကဒီ Bluetooth speaker တစ်လုံးဆိုတာတက်ဆိုင်ကျွန်တော်ဒီ laptop တစ်လုံးပေါ့နော်အဲ laptop မှာဆိုရင်ကျွန်တော်ဒီ MacBook Air မှာပါတဲ့ဒီ speaker လောက်ကိုတွားပြီးတော့ကျယ်တာနောက်ပြီးတော့ clarity ကလည်းတော်တော်ကြီးမှကောင်းတယ်လို့ပြောရမယ်အဲ့တော့သူ့ရဲ့ display ကလည်းအရန်ဝင်မှာကောင်းတယ်။နောက်ပြီးတော့သူ့ရဲ့ speaker ကလည်းအရန်ဝင်မှာကောင်းတာဆိုတော့ မိတ်ဆွေရာဒီမာတီမီဒီယာကွန်ဆန်ရှင်နဲ့နောက်ပြီးတော့ဒီဆိုရှယ်မီဒီယာသုံးဖို့ရုပ်ရှင်တွေကြီးဖို့အတွက်ကတော့ဒီ tablet ကတော်တော်ကြီးမှကောင်းတယ်ဆိုတဲ့အနေထားမှာရှိတယ်။မိတ်ဆွေကိုလုံးဝစိတ်ပျက်စေမှာမဟုတ်ဘူး။တော်တော်ကြီးမှိုက်တယ်။ performance ကတော့ဒီ tablet ကထွက်ထားတာကတစ်နှစ်လောက်ကြာပြီဆိုတော့ကျွန်တော်သူရှိမှာက Snapdragon 8 Set Gen 3ဆိုတဲ့ SoC ကိုသုံးထားပြီးတယ်။ဒီ Snapdragon 8 Set Gen 3ရဲ့ performance ကကြတော့လက်ရှိချိန်မှာဆိုရင်တော့ဒီ flash တန်းဝင်သေးလားမင်းတော့ flash တန်းတော့တိတ်ပြီးတော့မဝင်တော့ဘူးပေါ့နော်သူကဒီ upper mid range လောက်တော့သူ့ရဲ့ performance ကထုတ်ပေးနိုင်တယ်ဒါပေမဲ့ဒီ problem ကကျွန်တော်စမ်းကြည့်ရတော့ဒီ multimedia consumption ပေါ့နော်ဒီ space screen တွေခွဲပြီးသုံးတာတို့ floating window တွေခွဲပြီးသုံးတာတို့နောက်ပြီးတော့ဒီ gain တွေပါဆော့တာလောက်ကတော့ပေါပေါပါပါဆော့လို့ရတယ်တော်တော်လေးအဆင်ပြေသေးတယ်နောက်ထပ်ဒီ tablet မှာ mic တဲ့ချက်ကဒီ budget လိုမျိုး gain တွေဆော့မယ်ဆိုရင်သူရှိမှာ 120fps နဲ့ဆော့လို့ရတယ်ဒီချက်ကဒီအခြား tablet တွေနဲ့ရှင်းလိုက်မယ်ဆိုရင်သူ့မှာအားသာချက်တစ်ခုလိုဖြစ်သွားတယ် performance နဲ့ပတ်သက်ပြီးတော့ဘာမှပေါ့နော်ဒီအရန်ဟိုမှာစိတ်ပြတ်နေစရာမလိုဘူးနောက်ပြီးတော့သူရှိမှာ run ပေးထားတဲ့ OS ကကြတော့ဒီ online ရဲ့ matching OS နဲ့လာမယ်ဒီ matching OS ကကြတော့ကျွန်တော်ရှိမှာလည်းအများကြီးကိုပြောပြပါရီ customization ကောင်းကောင်းမွန်မွန်လုပ်လို့ရတယ်နောက်ပြီးတော့ lightweight ဖြစ်တယ်နောက်ပြီးတော့ရိုးရိုးရှင်းရှင်းလေးနဲ့တော်တော်လေးသုံးလို့ကောင်းတဲ့ဒီပေါ့နော် OS တစ်ခုထဲမှာပါတယ်အဲ့တော့ဒီ tablet ကသူ့ရဲ့ performance ဘိုင်းမှာရော OS ဘိုင်းမှာရောကအခြားဒီ Xiaomi tablet တွေနဲ့ရှင်မဲ့ဆိုရင် တော်တော်လေးမှကောင်းတယ်ပေါ့နော် performance ဆိုတာထက် OS ပိုင်းမှာကျတော့ဒီကောင်လေးကပို့ပြီးတော့အားသာတယ်လို့ပြောရမယ်နောက်ပြီးတော့ဒီ tablet လုံးမှာအရေးကြီးတဲ့ဒီ battery ပိုင်းမှာကျတော့ဒီ tablet မှာက1050 mAh battery ရိုးမှာအားပြန်သွင်းမှုကို 66W ကို support ပေးတယ်သူရဲ့ဒီအလေးချိန်ကကျတော့950 gram လောက်ပဲရှိတယ်နောက်ပြီးတော့အထူးအားလည်း 5.8mm မှာ1000ကျော်လောက်ထည့်ပေးထားတာကျတော့ battery ပိုင်းမှာအရန်ဟိုမှာအားရဖို့ကောင်းတဲ့ဒီ battery တစ်ခုထဲမှာပါတယ်ကျွန်တော်အရင်ကြီးတော့စမ်းကြည့်ရတဲ့အထဲမှာမပါဘူးဒါပေမဲ့ တေချာတစ်ခုကကြတော့မိတ်ဆွေရာဒီ tablet ကိုကျွန်တော်ဒီပေါ့နော်ရုပ်ရှင်တွေပါကြည့်ဖို့သုံးမယ်။နောက်ပြီးတော့ဒီ social media တွေကြည့်ဖို့သုံးမယ်ဆိုရင်ကြတော့ဒီ tablet ကတရက်လောက်ကတော့ ACC ခံနေလို့ပြောရမယ်။အပြန့်သွင်းဖို့ကြတော့ဒီ66ဝက်လောက်ကကြတော့နည်းနည်းလေးနှေးတဲ့ထဲမှာတော့ပါတယ်။ tablet တစ်လုံးနေနေဆိုရင်တော့နည်းနည်းလေးနှေးတယ်။ဒီဈေးတန်းအခြား30ဝန်းကျင်လောက်မှာဆိုရင်အခြား tablet တွေမှာကြတော့90ဝက်တို့100ဝက်လောက်ကိုဖြစ်တာဆိုတော့ ဒါလေးကတော့နည်းနည်းလေးနှေးရတဲ့မှာပါတယ်ဒါပေမဲ့သူ့ရဲ့ဘက်ထရီနဲ့ charging speaker ကကိုကဒီ common user တယောက်နေနေရတော့ဘာမှစိတ်ညစ်စရာမလိုဘူးကောင်းကောင်းမွန်မွန် ACC တုံးလို့ရတယ်လို့ပြောရမယ်ကင်မရာဘိုင်းမှာတော့ဒီ template မှာအရန်ကိုထွေထွေထူးထူးတိတ်ပြီးတော့မပြောတော့ဘူးအဲသူ့ရဲ့ဒီပေါ့နော် main camera က30 megapixel ကိုတုံးထားပြီးတယ်နောက်ပြီးတော့ selfie camera က8 megapixel ကိုတုံးထားပြီးတယ်ပုံထွက် quality ကတော့အခြား template တွေမှာမြင်တွေ့နေရလို့ပဲကိုက document နဲ့ scan ဖတ်မယ်နောက်ပြီးတော့ဒီ product photo လေးနည်းနည်းပပရိုက်မယ် နောက်ပြီးတော့ zoom in တင်နေတက်တာလွတ်လောက်ကတော့ဒီကင်မရာတွေကကောက်ကောက်မုံမအေးစေးစေးတုံးလို့ရတယ်။အခြားသောအပိုင်းတွေနဲ့ကကြတော့ဒီ tablet မှာကကြတော့ဒီ stylus ပိုင်းတွေပိုင်းတွေကိုတွဲပြီးတော့သုံးမယ်ဆိုလည်းရတယ်။နောက်ပြီးတော့ဒီ on ar ထုတ်ထားတဲ့အဲဒီ tablet အတွက်ကိုမှတီးတန့်လုပ်ပေးထားတဲ့ကျွန်တော်ဒီပေါ့နော် keyboard တွေပါလည်းရှိတယ်။အဲ့ဒါတွေကတော့အပြင်မှာတော့တက်တက်ပြောဝယ်သုံးပါလိမ့်မယ်။အဲသူ့ရဲ့ accessory အစုံလိုက်နဲ့သုံးမယ်ဆိုရင်ဒီ tablet ကတော်တော်လေးမှကောင်းတယ်လို့ပြောရမယ်။ အက်ဆက်ဆရီစုံတဲ့အတွက်ကြောင့်ကျွန်တော်တို့ဘယ်လိုမျိုးနေရာမှာတည်တာလဲဆိုတော့ဥပမာကျွန်တော်တို့ဒီကီးဘုတ်ဒီမိုင်းနဲ့သုံးမယ်ဆိုရင်သူရှိမှာကျွန်တော်တို့ဒီဘောနော် Excel တွေလောက်တာပဲဖြစ်ဖြစ် Word file တွေလောက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အလုံးနဲ့ပတ်သက်တဲ့အရာတွေလောက်တာပဲဖြစ်ဖြစ်ဒီတန်းန်းဒီ tablet ကြီးကိုကင်ပြီးသုံးတာတဲ့ဆိုင်ပို့ပြီးတော့အလုပ်တွင်တဲ့ထဲမှာပါတယ်။ဘယ်ဆိုဒီ tablet ကိုဝယ်ပြီးဝရင်တော့ကျွန်တော်က keyboard နဲ့ pen လေးနဲ့တွဲသုံးဖို့တော့ suggestion လုပ်တယ်။အဲ့တော့နောက်ဆုံးအနေနဲ့ဒီ online ရဲ့ magic pad 2ကအားသာချက်တွေရောအားနည်းချက်တွေရောတွဲနေတဲ့ tablet လုံးလို့တော့ပြောရမယ်။ သူရှိမှာအားသာချက်တွေဆိုရင်သူ့ရဲ့ display ဘိုင်းရှိမယ် speaker ဘိုင်းနေရှိမယ် battery ဘိုင်းနေရှိမယ်နောက်ပြီးတော့ slim and lightweight ဖြစ်တဲ့အပိုင်းတွေရှိလိမ့်မယ်သူ့ရဲ့အားနည်းချက်ကတော့တစ်ခုတည်းရှိရယ်အဲ့ဒါကကြတော့ကျွန်တော်ရှိမှာပြောခဲ့လို့ပဲသူ့ရဲ့ base quality ကအခြား tablet တွေမှာမဟုတ်ဘဲနဲ့ plastic တွေကိုတုံးထားတဲ့အချက်ဒီတစ်ချက်ကလွင်သူရှိမှာအားနေချက်ဆိုလို့များများဆဆတိတ်ပြီးတော့မရှိဘူးအဲ့တော့မိတ်ဆွေအနေနဲ့ဆိုရင်တော့ဒီ online ရဲ့ magic pad 2ကိုစမ်းပြီးတော့တုံးကြည့်ပြီးပါလား သုံးမကြည့်ရသေးဘူးလားနောက်ပြီးတော့ဒီ tablet ကိုဘယ်နားမှာကြိုက်လဲဘယ်လိုနေရာတွေကိုတိတ်မကြိုက်ဘူးလဲဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားလို့ရလို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်ဟုတ်ပါ Yangon Mobile Store